မောင်ဝင်ထိန်တောင်း9000တဲ့တပရက်6000လမ်းမကြီးပေါ်မှာရှိပြီးကန်ရှာဘီဆာဟိုက်ဝေးမီတာ200ရင်းရောက်နိုင်မယ်တိန်တောင်းကျော်အင်အားရဲမှာအကောင်းဆုံးအင်အားရဲတစ်ခုကိုမိတ်ဆက်ပြီးမှာဖြစ်ပါတယ် location နေနဲ့ဆိုရင်တော့ဘန်းနာတက်ပရက်လမ်းမကြီးပေါ်မှာတည်ရှိပြီးကျောင်းနေနဲ့ဆိုရင်လည်းဘန်ကောက်မှာနံပါတ်1 school ဖြစ်တဲ့ဘန်ကောက်ပတနာစိတ်ရန်ဒရူဒီပရက်စားတဲ့ကျောင်းနေပြင်ကိုကျန်တဲ့ international school ပေါင်းများစွာတည်ရှိနေမှာဖြစ်ပြီး mall နေနဲ့ဆိုရင်လည်းအရှိတောင်အရှောက်မှာအကြီးဆုံး mega ဘန်းနာရှိမဲ့ပြင်ကိုမှာ PTT Park Mall နဲ့ Sikon Square တို့ရှိနေမှာဖြစ်ပါတယ်။စေယုံနေနဲ့ဆိုရင်တော့ Prince Hospital, Smithwick Senior Green Hospital နဲ့ Sikrin Hospital တို့ကလည်းအနီးနားမှာပဲရှိနေမှာဖြစ်ပါတယ်။ ီ project မှာတော့အိမ်မျိုးစား၃မျိုးရှိမှာဖြစ်ပြီး legend majestic နဲ့ sprint ဆိုပြီး၃မျိုးရှိမှာဖြစ်ပါတယ်အရွယ်စားအနေနဲ့ဆိုရင်လည်းအကြီးဆုံးအနေနဲ့ဆိုရင်330နစ် square meter အလက်အနေနဲ့ဆိုရင်တော့240နစ် square meter နဲ့နောက်ဆုံးအသေးဆုံး sprint အနေနဲ့ဆိုရင်တော့210နစ် square meter ရှိမှာပဲဖြစ်ပါတယ်ဒီကျွန်တော်လိုက်ပြပေးမယ့်အိမ်ကတော့4 bedroom နဲ့4 bedroom ပါတယ် majestic 240 square meter အိမ်လေးပဲဖြစ်ပါတယ်ဝင်ချင်းမှာဆိုရင်တော့ဒီမှာဆိုရင်ကားပါကင်တုံးခုရှိမယ် ပြီးရင်လည်းဘေးမှာဆိုရင်ရှောက်လန်းလေးပါပါမယ်အဲ့ဒါဆိုရင်တို့ကျွန်တော်တို့အိမ်ထဲကိုဝင်ကြည့်လိုက်ရအောင်ကြည့်ဝင်ခြင်းမှာဆိုရင်တော့ဒီမှာဆိုရင် living room ခြေထူးတက်ရှိပါမယ် ပြီးရင်တော့ဒီဘက်ကိုဆက်လျှောက်သွားမယ်ဆိုရင်တော့သူတခါရဲပဲသူ dining area ကိုရောက်မယ် dining area မှာဆိုရင်လည်းမီတာ6ဥစားချစ်ချင်းဝန်းနဲ့ထွင်းစားနိုင်မယ့်နေရာရမယ်ပြီးရင်တော့ဒီဘက်ကတော့ဒီ multi purpose room လေးဖြစ်ပါတယ် multi purpose room မှာကိုယ့်ရဲ့ home office နေနဲ့ရောဒီမှာဆိုရင်လည်းဒီအခန်းတစ်ခုနေနဲ့ရောပြင်ပြမှာအကုန်ပြုလို့ရမယ်ပြီးရင်လည်းဒီ bay back ကိုတွားမယ်အဲ bay မှာဆိုရင်တော့ garden နဲ့တွေ့ terrace တစ်ခုရှိမှာဖြစ်ပါတယ်အဲဒီဘက်ကပြန်ထွက်လာပြီးဖြစ်ရင်တော့အဲဒီဘက်နောက်မှာကတော့ဒီအခန်းတစ်ခန်းနဲ့မြို့ချောင်ရှိမှာဖြစ်ပါတယ် ီမှာတော့သူကားပါကင်ကိုတွားမယ်တခါပဲဖြစ်ပါတယ်ဒီကနေ့ဆိုရင်တော့ကားပါကင်ကို easy access ဖြစ်မယ်ပြီးရင်တော့ဒီဘက်ထွက်ထွက်လာရင်တော့ဒီမှာဆိုရင်လည်း storage နေရာလေးအများကြီးထားပေးထားမယ်ပြောမှာဆိုရင်သူတို့ပို့ဖွားရီအတွက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းကို့အတွက်ဘယ်အခန်းတစ်ခုကိုလည်း multi purpose နေနဲ့တုံးလို့ရမယ်အခန်းလေးပဲဖြစ်ပါတယ်ဘယ်ထပ်ထွက်လာမလဲဆိုရင်တော့ဘက်မှာ area တွေအတွက်သုံးဖို့အတွက်ဒီမှာဆိုရင် common toilet လေးတစ်ခုတည်းရှိမယ်ပြီးရင်တော့ဒီဘက်ကတော့သူ့ရဲ့ kitchen ပဲဖြစ်ပါတယ် ဒီမှာဆိုရင် close kitchen ဖြစ်တော့မှာဖြစ်ပြီးတော့မှာဒီမှာဆိုရင်လည်းအပြင်ကို easy ဆက်လုပ်လို့ရအောင်အဲဒီမှာဆိုရင်နောက်ဘက်မှာလည်းတိုးပြန်ပြီးတော့ extension လုပ်ချင်တဲ့လူတွေအတွက်လည်း the space အပိုလေးထပ်ရှိပါမယ်ပြီးရင်တော့ဒီမှာအိမ်နောက်ဖက်မှာဆိုရင် terrace ကိုပေါ့သူရှောက်လင်းလေးတစ်ခုထပ်ရှိအောင်မှာလည်းဖြစ်ပါတယ်အပေါ်မှာတော့ဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီသူ့ရဲ့၃ဓာတ်အင်းစေးကြောင်းကျွန်တော်ပြောချင်ပါတယ် ်သင်းသင်းနေလဲဆိုရင်တော့သူကတော့သူ classic ပုံစံကိုတုံးထားဖြစ်ပြီးတော့မှလောက elegance ဖြစ်မယ်ပြင်လုံးက calm ဖြစ်မယ်ပုံစံလေးကိုတုံးထားဖြစ်ပါတယ်သူအဓိက component နေနေကတော့ရွှေနဲ့အပြာနှုတ်အောင်တုံးထားရတဲ့အတွက်လုံးဝ luxury ဆန်ဆန်ခံစားရမယ့် vibe ကို base နိုင်မှာဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့အပေါ်ဒက်ကိုကြားကြည့်လိုက်ရအောင်ပေါ်ဒက်မှာဆိုရင်လည်းသူအခန်းတစ်ခန်းတိုင်းစီကိုလုံးဝမတူညီတဲ့ဖိုက်တစ်မျိုးစီနဲ့ပေးဆပ်နိုင်မှာဖြစ်တဲ့အတွက်ဘယ်လိုပုံစံရှိလဲဆိုတော့ပေါ်ဒက်မှာတွေးကြမယ် ဒုတိယတက်မှာဆိုရင်တော့ Master Khan ၃ခန်းနဲ့ဖွဲ့စည်းပေးထားပြီးကျွန်တော်အခုပထမဆုံးအပ်မဲ့ခန်းကတော့ Main Master Khan ပဲဖြစ်ပါတယ်။ Main Master မှာသူပဝင်ခြင်းကတော့ဒီမှာ Living Space တွေရှိမယ်။ပြီးရင်လည်းဒီဘက်မှာကတော့ Two AD က AD Inside Bed Area ရှိပါမယ်။နောက်ပြီးဒီမှာမြင်ရမှာကတော့သူ Cloud of View ကိုရှင်းလင်းလင်းနဲ့မြင်ရမယ်။မနက်တိုင်းထလာမယ် View ကတော့ဒီ Cloud of View ကိုမြင်ရပါမယ်။နောက်ပြီးထက်ရှိရတော့ Main Master မှာပဲသူ့အတွက် Walking Closer ထက်ရှိမှာပဲဖြစ်ပါတယ်။ walking closer အနေနဲ့ဆိုရင်လည်းကြည်ကြည်ဝူးဝူးရှိမယ်ပြီးရင် walking closer နဲ့တခါလေးတွဲပါလာတော့ထုံးစံတိုင်းသူ့ရဲ့အင်္ဂါနဲ့ရေချိုခံပဲဖြစ်ပါတယ်ဒီမှာတုံးပြထားတဲ့ brand အနေနဲ့ဆိုရင်လည်းနိုင်ငံခြားမှာတုံးတဲ့ material တွေပဲအကုန်တုံးပြထားတယ်အဲဒါကြောင့်ဒီမှာဆိုရင်လည်းတော်တော်လေးကိုဆင်ပြေမယ်အဲပြီးရင်တော့ကျွန်တော်လိုက်ပြနေတာကတော့ second မှာစာပဲဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ဒီ second မှာစာကိုအတူတူလိုက်ကြည့်လိုက်ရအောင်မိမစာပြန်ပြီးသွားရင်နော်ဒီဘက်မှာဆိုရင် သူရဲ့ second master ရှိနေမှာဖြစ်ပါတယ် second master မှာဆိုရင်လည်း main master လိုပဲ living space သေးသေးရှိမယ်ပြီးတော့ဒီဘက်မှာဆိုရင်တော့အဲအဲ့ရအတွက်နေရာလေးရှိပါမယ်ပြီးရင်လည်းဒီရဲ့ ceiling height အနေနဲ့ဆိုရင်တော့2.7 meter ရှိမှာဖြစ်ပြီးတော့မှသူ air conditioning ကိုလည်း built in ဆောက်ပြီးမှာဖြစ်ပါတယ်ပြီးရင်တော့ဒီမှာ main view နေနဲ့ဆိုရင်သူက cloud house view ပဲမြင်ရမယ်ဒီဘက်ကိုဆက်သွားမယ်ဆိုရင်တော့ သူ့ရဲ့ working closet နေရာကိုရောက်ပါမယ်ဒီမှာဆိုရင်တော့သူ့ရဲ့ theme scene လေးဆိုရင် mainly တော့အဓိကလုပ်ပြီးတာဖြစ်ပြီးဒီမှာဆိုရင်တော့ makeup counter နဲ့ဒီမှာဆိုရင်လည်းနောက်ထပ် counter တစ်ခုထည့်ရှိနေမှာဖြစ်ပါတယ်အာဒီမှာဆိုရင်တော့သူ့ရဲ့ရေချိုးခန်းနဲ့အိမ်နံနေရာလေးရှိပါမယ်အဲအဲဆိုရင်တော့ကျွန်တော်တို့နေနောက်ဆုံး master gun ကိုတွားတွေ့ကြည့်လိုက်ရအောင်အဲ့ဆိုရင်တော့ဒီဘက်မှာနောက်ဆုံး master gun ရှိမှာဖြစ်ပါတယ်ဒီမှာအနေနဲ့ဆိုရင်တော့ ဒီမှာဆိုရင်တော့ multi purpose နေနဲ့တုံးပြီးသားဖြစ်ပြီးတော့ဒီမှာခု loss တွေနေရတော့ cinema set တွေအနေနဲ့တွေ့ရမှာဖြစ်ပါတယ်။ပြီးရင်လည်းဒီခန်းမှာဆိုရင်သူကိုပိုင် trainer ထပ်ပြီးပါရှုံးမှာဖြစ်ပါတယ်။ဘာကြောင့်ဒီအိမ်ကိုဝယ်တဲ့လဲ။ပထမဆုံးအချက်အနေနဲ့ကတော့ price နဲ့ location ပဲဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့3,900နဲ့ location အနေနဲ့ဆိုရင်လည်း ော်တော်များများ project ဒီမှာဆိုရင်လမ်းမိုက်ဘီမှာမရှိကြပါဘူးဒီ project ကတော့လမ်းမိုက်ဘီမှာနေမဟုတ်ဘဲね6လမ်းတော့လမ်းမိုက်ဘီမှာတရှိမဲ့ project လေးဖြစ်တယ်ပြီးရင်တော့ဒုတိယအချက်အနေနဲ့ဆိုရင် developer အနေနဲ့ဖြစ်ပါတယ် developer အနေနဲ့ဆိုရင်လည်းထိုင်းနိုင်ငံမှာအကြီးဆုံး developer တွေကတစ်ခုဖြစ်တယ် structure တဘောပါ project လေးဖြစ်တာကြောင့်လုံးဝအရေးတွင်းနေလဲစိတ်ချရမယ်နောက်ဆုံးအနေနဲ့ကတော့ဒီ project ကရနိုင်မယ် facility နဲ့အရေးတွင်းပဲဖြစ်ပါတယ်ပြောရရင်လဲ structure developer ဖြစ်တဲ့အတွက် project ရေးတွင်းရလဲလုံးဝအာမခံနိုင်မယ်အရေးချင်းရေးတွင်းမှာရှိရတဲ့အတွက်ဒီ project လေးကို wave ခြင်းနဲ့ဆိုရင်တော့ကျွန်တော် link property Thailand ကိုအခုပဲနောက်ဆက်တင်နိုင်ပါခင်ဗျာ